မွန်ပြည်နယ်မှာအချမ်းသာဆုံးတတိယသမီးနဲ့လက်ထပ်တော်မဲ့တရုတ်ဆောင်ဇေယျရဲ့နောက်ကြေကအကြောင်းရင်းပြည်သူများလုံးမမင်္ဂလာပါရှင့်ဆယ်လီယမ်ပလတ်ကနေပြန်လေကြိုဆိုလိုက်ပါရယ်သူထက်အသက်ထဝက်ကျော်ငယ်တဲ့ချစ်သူလေးနဲ့လက်ထပ်တော်မယ်လို့ပြည်သူတွေကိုအသိပေးလာတာကတော့တရုတ်ဆောင်ဇေယျပါဒါအပြင်ဇေယျလက်ထပ်မဲ့ချစ်သူလေးကမွန်ပြည်နယ်မှာကြည်ကြည်သက်ချမ်းသာကြွယ်ဝတဲ့တတိယသမီးဖြစ်ကြောင်းသိရပါရယ်ဒါကြောင့်လည်းဇေယျတယောက်ပြောလို့မဆုံးတပြုံးပြုံးဖြစ်နေပါရယ်အလုံးသီးခြားတဲ့တရုတ်ဆောင်ဇေယျဆိုတာကတခိတခါမှနာမည်ကြီးခဲ့တဲ့တရုတ်ဆောင် မင်းသားတယောက်ပါအထူးသဖြင့်တယောက်ဆောင်မင်းသားဇေယကရုပ်ရှင်နဲ့ဗီဒီယိုတယောက်ဆောင်မင်းသား တလက်ဆိုရတဲ့ VCD MTV တခြင်းတွေမှာပါဝင်တယောက်ဆောင်တဲ့မင်းသားတလက်ဖြစ်ပါတယ် အထူးသဖြင့်တော့တရုတ်ဆောင်မင်းသားဇေယကအရိခေတ်မှာ VCD တခြင်းတွေတော်တော်များများမှာပါဝင်တရုတ်ဆောင်ခဲ့ရပါတယ်။ဇေယဟာအမျိုးသမီးပြည်သက်တွေကြိုင်နေတတ်တဲ့မင်းသားတလက်ဖြစ်ခဲ့ရကြောင်းအားပေးသူပြည်သက်များပြားခဲ့ပါတယ်။ဒါပေမဲ့လည်းဇေယကဒီလိုမျိုးပြိုတိုင်းကြိုက်တဲ့အင်းစီကိုင်မင်းသားတလက်ဆိုပေမဲ့အခုလိုမျိုးအသက်40ကျော်တဲ့အထိမိမမယူဘဲနဲ့လူပြိုကြီးလုပ်နေခဲ့ရပါဘူး။ အခုခါမှာတော့တရုတ်ဆောင်မင်းသားဇေယျတယောက်မကြခင်မှာပဲလူပြိုကြီးဘဝကနေအစွန်ထုတ်ပြီးတော့မိမရဖို့ရှိနေပါပြီ။တရုတ်ဆောင်မင်းသားဇေယျလက်ထက်မဲ့ကောင်မလေးကတော့ဇေယျထက်အသက်ထောင်ဝမ်းမကငယ်တဲ့ကောင်မလေးပဲဖြစ်ပါရင်ဒါအပြင်တော်တော်လေးကိုလည်းချမ်းသာကြွယ်ဝတယ်လို့သိရပါပါတယ်။ ဇေယျရဲ့ချစ်သူကောင်မလေးရဲ့နာမည်ကတော့ယုံရီဇော်လို့ခေါ်ပြီးတော့အသက်19နှစ်အရွယ်သာရှိသေးတယ်လို့သိရပါတယ်။ဒါကြောင့်လည်းအသက်40ကျော်အရွယ်လူမျိုးကြီးဇေယျထက်အသက်ထဝက်မကငယ်တယ်လို့ဆိုရမှာပါ။ဇေယျရဲ့ချစ်သူယုံရီဇော်ဟာမွန်ပြည်နယ်ပေါင်းမျိုးနယ်ကဒိတ်ဒိတ်ကျဲတထေးသမီးတယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းဇေယျကသူတို့လက်ထပ်ပြီးရနေထိုင်မဲ့ခန်းနာလာပါတဲ့အင်ကြီးရဲ့အင်သစ်တက်မင်္ဂလာကိုမီဒီယာကနေတစဉ်ပရိသတ်တွေကိုအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။ ဇေယျကတော့မိမငငယ်ချောချောလေးကိုရတာနဲ့အတူချမ်းသာတဲ့တတိသမီးလေးတယောက်ဖြစ်တာကြောင့်တော်တော်လေးလည်းပျော်ရွှင်နေခဲ့ရပါ။ဒါကြောင့်လည်းမီဒီယာအင်တာဗျူးတွေမှာပါဇက်ကြီးနေရွက်တက်ချိတ်တော့မဲ့အလားဇေယျတယောက်တော်တော်လေးကိုပျော်ရွှင်နေရတွေ့ရပါတယ်။ဒီလိုမျိုးဇေယျကပြောနေတဲ့လောက်ဇေယျရဲ့ချစ်သူကောင်မလေးကတော့မျက်နှာသားကတီးပြီးတော့တင်းနေခဲ့ရပါ။ဒါကြောင့်လည်းပရိသတ်ရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်။အထူးသဖြင့်တော့မီဒီယာအင်တာဗျူးတွေမှာဇေယျရဲ့ချစ်သူကဇေယျကိုချစ်ပုံမရတာကြောင့်မိဘတွေကအတင်းအကျပ်စီစဉ်ထားတာလား။တတိသမီးဖြစ်လို့အပိုင်ကျန်တာ လာအစသဖြင့်လူပြောများနေခဲ့ပါတယ်။ဇေယျရဲ့ချစ်သူကဇေယျကိုချစ်ပုံမရပေမဲ့ဇေယျရဲ့ရောက်ခမကတော့တမတ်လေးကဘလောက်ထိတော်ကြောင်ဘလောက်ထိစီးပွားရေးမှာအားကိုရကြောင်ရေပက်မဝင်ပြောနေခဲ့ပါတယ်။ဒါကြောင့်လည်းမယုံဝတီဇော်ကဇေယျကိုချစ်တာထက်မိခင်ကြီးကသာအတင်းအကျပ်သဘောတူပေးစားထားပုံရတယ်လို့ဆိုခဲ့ရပါဘူး။ ဒါပေမဲ့တချို့တွေကတော့ကောင်မလေးကဆက်တက်လို့သာဖြစ်နိုင်ကြောင်းကင်မရာနဲ့အကျွမ်းမဝင်တဲ့အပြင်လောကကတာမန်အရက်တူလေးဖြစ်တာကြောင့်ရှက်နေရလို့ပြောကြပါတယ်။ဇေယျကိုမချစ်ဘဲနဲ့ဘယ်သူကတွဲမှလဲဆိုပြီးတော့ကောင်မလေးဘက်ကပြောဆိုနေကြတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့ယုံရီဇော်ကတော့သူမထက်အသက်20ကျော်กว่าတဲ့ဇေယျကိုတကယ်ချစ်သလားမချစ်ဘူးလားဆိုတာကိုတော့သူမကိုယ်တိုင်ပဲသိမှာပါ။ ပရိသတ်တွေကတော့ချမ်းသာကြွယ်ဝတဲ့တတိသမီးလေးနဲ့လက်ထတော်မဲ့တရုတ်ဆောင်ဇေယျပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။